အာအခုရပ်ပိုင်းပေါ့နော် DBB မှာပေါ့တက်လာလေမေရစာနဲ့ပတ်သက်ပြီးတော့မေရစာကထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပေါ်မှာပေါ့နော်ဒီရိုင်းပြစွာဆက်ဆံတာတွေနှိမ့်ဆက်တာတွေရိုက်နှက်တာတွေဆိုပြီးတော့ဖြစ်နေတယ်ပေါ့ချိုးကြောက်လည်းမေးကြတယ်ဘာလို့ကြောက်အကျဉ်းသားချင်းအတူတူပေါ့ဘာကြောက်အဲ့လိုလုံနိုင်တာလဲပေါ့ဆိုပြီးမေးတယ် မင်းရဲ့အခါမျိုးကြတော့အဲ့ဒါကိုဒီကျွန်တော်နားလည်အောင်လေအကျဉ်းတောင်တစ်ခုရဲ့လေဖွဲ့စည်းပုံကိုကျွန်တော်နားလည်အောင်ပြောပြအောင်မယ်အကျဉ်းဆောင်တစ်ခုကဘယ်လိုဖွဲ့စည်းထားရလဲဆိုတော့ကျွန်တော်ဒီအေးစိန်ကျင်းတောင်ကိုစရောက်တဲ့အချိန်တုန်းကကြတော့ကျွန်တော်ကဟိုနိုင်ငံသမားတွေကိုပဲစပြီးရှိနေတဲ့ကာလဆိုတော့နိုင်ငံသမားအများစုကိုနှိပ်ကွတာမျိုးနှိပ်ဆက်တာမျိုးရိုက်နှက်တာမျိုးဆိုတဲ့အစီအစဉ်ကမရှိသေးဘူးအဲ့ဒီဒီအာနာသိန်းနဲ့ဒီနှစ်ပေါ့ တနိဒာကာလာပဲလုံးမှာရောက်ရှိလာတဲ့ဒီနိုင်ငံအကျဉ်းသားများစုကလည်းဘာကြောင့်လဲဆိုတော့နိုင်ငံအကျဉ်းသားနိုင်ငံအကျဉ်းသားနိုင်ငံအကျဉ်းသားအတူတူထားထားကြတာဟုတ်ထားတော့ကြီးကျယ်ပြန်တာမတက်ဘူးအဲ့ဒီကနေပြီးတော့မှကျွန်တော်ရောက်ပြီးတော့တနိကြော်ကြော်ကြားတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့အင်းစင်အကျဉ်းထောင်ကအုတ်ချုပ်ရေးပိုင်းဆိုင်ရာလည်းအများကြီးအပြောင်းလဲရှိသွားတယ်အရင်တုန်းကအုတ်ချုပ်ရေးအုတ်ချုပ်ရေးလုပ်နေကြတဲ့သူအများစုကကြတော့ကျွန်တော်ရဲ့ထောင်ရဲ့တနေလို့ခေါ်တဲ့ထောင်ဝန်တန်းထောင်ဝန်တန်းနေပြီးတော့မှ လိုအဆင့်ဆင့်ဆိုပြီးတော့မှထောင်ဟိုချောင်ရဲချောင်ရဲဒီဦးစည်းရာရှိပါညာဖြစ်တဲ့သူတွေဆိုတော့သူတို့ကကြတော့ပြောရမှာဆိုရင်တော့ဟိုပုံမှန်ပေါ့နော်ပုံမှန်ဖြေရိုးဖြစ်စဉ်အတိုင်းဟိုဟိုဆက်ဆံနေပေါ့နော်ဟိုဒီလိုမျိုးပေါ့ဖြည်းဖြည်းချင်းချင်းချင်းနဲ့ဘာဖြစ်လာလဲဆိုတော့အင်းစင်ကျန်းထောင်ကြီးတွေကိုဘိုးကြရွှေကိုလို့ခေါ်တဲ့စစ်တပ်ကနေပြီးတော့မှအစ်စ်တပွင့်တိုးပြီးတော့ဆင်းလာတဲ့သူတွေကအရန်များလာတယ်အဲ့လိုအရန်များတဲ့အခါမှာကျတော့နိုင်ငံရေးသမားတွေအပေါ်မှာ ဆက်ဆံမှုဖိနှိပ်မှုပါပို့ပို့ပြီးတော့စိုးလာတယ်ပို့ပို့ပြီးတော့ကြမ်းတမ်းလာတယ်ပေါ့ဟိုအလွတ်လပ်လာတော့ဘူးပေါ့နော်ဟိုပြောရမယ်ဆိုရင်ကျွန်တော်ဗျာနိုင်ငံသမားတွေတယောက်တစ်ယောက်လို့စကားပြောနေလေတို့စောက်ကြည့်ခံရအောင်မျိုးတွေဖြစ်လာတယ်ဒီလိုမျိုးတွေအဲ့တော့ဒီနေရာမှာကျွန်တော်တကယ်ဟိုထောင်ချောင်းနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်ကျွန်တော်ပြောစရာအများကြီးအများကြီးရှိနေတယ်ကျွန်တော်ခုပြောချင်တဲ့အပိုင်းကကျွန်တော်လက်ရှိမင်းရာဇာနဲ့ပတ်သက်တဲ့ကိစ္စပေါ့မင်းရာဇာကဘာကြောင့်အဲ့လိုမျိုးလုပ်နိုင်တာလဲပေါ့ ကျွန်တော်ထောင်ထဲမှာဒီကျွန်တော်ပထမဆုံးတီးတန့်ထောင်လုံးခေါ်တယ်တီးတန့်ထောင်မှာရင်းနေတယ်ပြီးတော့မှကျွန်တော်ကျမ်းမာရေးချင်းနေကြောင်းလို့ကျွန်တော်ဆေးရုံဆောင်ပြောင်းရတယ်မင်းရစားကြတော့ပြောရမယ်ဆိုရင်ဟိုအဆောင်ဘယ်နောက်လဲလေးလားနှစ်လားမသိဘူးကျွန်တော်နေတော့တစ်ခါတစ်ခါပေါ့နော် main gym မှာနှစ်ကြိမ်သုံးကြိမ်တစ်ခါခါကြာရင်တော့ကျွန်တော်ဆေးရုံဆောင်ကိုအဲ့လိုဒီစိတ်ကနေပါလိလာပြတာသူကတော့ဝင်လို့ရတယ်မှာပါတယ်အဲ့လိုဒါပြရတဲ့ထဲမှာလဲတစ်ခါတစ်ခါကြုံလိုက်တာပဲရှိတယ်အရင် အကြီးကြီးတော့မဟုတ်เนาะအဲ့တော့ကျွန်တော်မလွတ်ခင်ပေါ့เนาะကာလမှာလေဒီမင်းရစာကထောင်ထဲမှာနေရာတစ်ခုတော့ရနေပြီထောင်ထဲမှာလေနေရာတစ်ခုရဖို့ဆိုတာလေဒါရှိရတယ်ပတ်စံရှိရเนาะအဲ့တစ်ခုကထောင်ထဲမှာလေတာသွားတယ်ဗျတကယ်နောက်ပြောတာမဟုတ်ဘူး तू က तू ဘေးနားမှာရှိနေတဲ့ပန်ဝန်းကျင်မှာရှိနေတဲ့ထောင်ဝန်တန်းတွေကိုပတ်စံနေပေးပြီးတော့တစိုးလက်လာပါတွေပေးပြရတယ်။ဒီလူတွေဒီဝန်တန်းတွေရဲ့ယုံကြည်မှုကိုသူရယူထားတယ်။သူမပေးဘူးမကမ်းဘူးတဲ့ဝန်တန်းရဲ့လို့မရှိတော့ဘူးဗျာပြောချင်တာတော့ဝန်တန်းကြီးကြီးလောက်ကိုသူဘလာဘလာဘလာဆိုပေးထားတယ်။သူရဲ့သူကသူနဲ့အဓိကအားဖြင့်ပဏံတဲ့နဲ့သူအများစုပါကြတော့မင်းကြီးရဲ့ဦးစီးတို့အဲဘယ်နော်မင်းကြီးရဲ့ဦးစီးတို့ဟိုထောင်ပိုင်လေးတို့ အဲအဲ့လိုဟာမျိုးတွေကသူနဲ့အနေပဏ္ဏတဲ့တယ်လို့ပြောရရထောက်ပိုင်းအစ်စ်တော့ခုနောက်ပိုင်းထဲမှာသူနဲ့ပဏ္ဏတဲ့တယ်လို့မပြောလည်းဘူးအဲ့လိုရှိတယ်နောက်ထောက်ထဲမှာကပြောရမယ်ဆိုရင်များထောင်ဝယ်နန်းကနေပြန်ပြီးတော့အကျဉ်းသားတွေကိုအုပ်ချုပ်တာတဲ့စာရင်အကျဉ်းသားကနေပြီးတော့အကျဉ်းသားကိုပြန်အုပ်ချုပ်ကြတယ်ပြောချင်တာလူမိုက်ကိုအကြီးဆုံးလူမိုက်ကပြန်အုပ်ချုပ်တယ်လူမိုက်ကိုလူမိုက်နဲ့ပဲရင်တိုက်ပေးတယ်လူမိုက်ကိုလူမိုက်နဲ့ပဲတိတ်ပေးတယ်ပေါ့ တော့နိုင်ငံသမားတွေကြတော့နိုင်ငံသမားတွေကိုဖိနှိပ်ဖို့အတွက်ဆိုပြီးတော့တို့ကဒီရာဇဝတ်သားတွေအများစုကိုဟိုဖိနှိပ်ဖို့ခိုင်းစေတယ်ပေါ့။နော်။ပြောရမယ်ဆိုရင်တော့နိုင်ငံသမားတွေကိုဗျာရိုက်နှက်ဖို့တာဝန်ယူထားကြတဲ့သူအများစုကဟိုလူတိုင်းတော့မရိုက်ချင်ဘူးဗျာ။ရိုက်တဲ့သူတော့ရှိပေမဲ့ကျွန်တော်ဗျာကျွန်တော်တို့နေလာခဲ့တဲ့တတန်းတစ်ချောင်းပါဗျာ။ကျွန်တော်တို့ကိုလည်းကျွန်တော်တို့နေခဲ့တဲ့စေယုံဆောင်ပါဆိုတော့ကျွန်တော်စေယုံဆောင်တကြီးရှိတယ်။ပြောမှဆိုတော့တန်းစီခေါ်တာပေါ့။တကြီးရှိတယ်။တကြီးဆိုလဲဗျာ။ပြောရမယ်ဆိုရင် ဟိုကျွန်တော်တို့နိုင်ငံရေးသမားတွေပေါ်မှာတကယ်ကိုဒါဆိုရင်တားရင်လည်းမတူညီတဲ့ဟိုစကားတွေပြောတယ်တခုဆိုလဲပုတ်ပုတ်လင်းလင်းပြောတယ်ညီလေးတို့เนาะသူကမင်းကြီးကတော့ဘယ်လိုဘယ်လိုတွေတော့ပြောလိုက်တယ်ညီလေးတို့လေဒီရဲ့ဘိုင်းနဲ့မအောင်တတိထားပြီးနေပြီးစကားတွေတော့ဟိုရှောင်ပေးဗာပေးညာပေးစိတ်လေးလျှော့ပေးအဲ့လိုမျိုးလေးတွေဗျာဟိုညှ့တွေးပေးတယ်ပေါ့အချားအဆောင်တွေအချောင်းတွေမှာလည်းညှ့တွေးပေးတတ်တဲ့တန်းစီတွေညှ့တွေးပေးတတ်တဲ့တကြီးတွေရှိတယ်လို့မျိုးပဲအဲ့ဒီကြီးတွေဒီ ဟိုအဓိကပြပြထောင်ကိုပြကျွန်တော်ကိုနှိရှိနှိရှိလာရှိဟိုညာစွေးမှုအကြီးကြီးကျူးလွန်ခဲ့လို့ဆိုပြီးတကြီးဖြစ်တာတောင်းတလူစီမဖြစ်ဘူးနော်အဲ့တော့မင်းရစားကြတော့ထောင်လာရှိတယ်ပျော်ပွဲရှင်ပွဲလို့ခေါ်တဲ့ထောင်မှာအဲ့လိုပျော်ပွဲရှင်ပဲလုပ်ပေးရတာရှိတယ်ပျော်ပွဲရှင်မရပါလဲဆိုတော့ထောင်မှာပျော်ဖို့ရှင်မှုလုပ်ပေးရမို့အချင်းတိုင်းအားလုံးကထောင်ထဲမှာပျော်ပျော်အောင်လုပ်ပေးတာဗျာစိတ်မညစ်အောင်လို့ဆိုပြီးတော့လုပ်ပေးတဲ့ဟာမျိုးပေါ့အဲ့လိုဟာမျိုးဘန်းလို့ခေါ်တဲ့အကအဲ့လိုမျိုးတီးခွိုင်းပုံစံမျိုးတွေ အဲ့နေရာမှာမရတာသူတာဝန်ယူထားတယ်အဲ့ဒီ D1 အတွက်လိုအပ်တဲ့ဒီပြောရမဆိုရင်တော့ဟိုအန်တာတိုင်းမှအပိုင်းလို့ခေါ်တာပေါ့အဲ့အန်တာတိုင်းမှအပိုင်းကိုမရတာသူပတ်စံသူစိုက်ပြီးတော့တာဝန်ယူတာပုံမှန်အားဖြင့်အဲ့ဒါဒီထောင်ဝလုပ်ပေးရမှာဟာကိုသူကအဲ့ဒါကိုထောင်စားသူလုပ်ပေးတယ်အဲ့တော့သူ့သဘောကျတော့ဟိုလုံးပိုင်ခွေးတစ်ခုကိုသူယူလိုက်တဲ့သဘောအဲ့လုံးပိုင်ခွေးရနေပြီးတော့မှဖြည့်ချင်းဖြည့်ချင်းနဲ့ဘာဖြစ်လာလဲဆိုတော့အခုနောက်ပိုင်းနေဆိုရင်ထောင်ထဲမှာကဘာတွေဖြစ်လာလဲဆိုတော့ ခုနောက်ပိုင်းဆိုရင်ထောင်ထဲမှာအဲ့လိုဒီကျွန်တော်တို့ဒီနိုင်ငံရေးသမားတွေကိုသူ view site တက်တယ်ဆိုတော့ထောင်ဝင်တန်းတွေဟာလည်းနေသွားပြီရှားသွားပြီမရှိတော့ဘူး view site တက်ပါတယ်ဆိုတော့ဝင်တန်းအများစုကလည်းအကုန်လုံးလွှဲထွက်ကုန်တယ်ဟိုမရှိကြတော့ဘူးပေါ့နော်မရှိတော့ရှားသွားကြပြီခုနောက်ပိုင်းမှာစစ်တပ်နဲ့ပတ်သက်တဲ့လူတွေစစ်တပ်ကနေပြီးတော့မှခန့်အပ်ထားတဲ့သူတွေစစ်တပ်ကသူတွေအများစုပဲထောင်ထဲမှာစုမိုးနေကြတယ်ဟိုဖြည်းချင်းဖြည်းချင်းဖြည်းချင်းနဲ့ဟိုပြောရမယ်ဆိုရင်တော့ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားမှန်မြအားလုံးအကျဉ်းအကျက်တွေကိုရောက်တယ် ဟိုရောက်တယ်ပေါ့အဲ့တော့ဒီဒီမှာတွေ့လိုက်တယ်မင်းရတာကနိုင်ငံရေးကျင်းသားအများစုကိုရိုက်တယ်နှက်တယ်တကယ်ကျွန်တော်တို့ကျွန်တော်နောက်ဆုံးမထွက်ခင်တော့ကလည်းသူအဲ့လိုမျိုးတွေလုပ်တယ်ဒါတော့မှကျွန်တော်တို့ဒီမင်းကြီးမှာသူတို့ရိုက်တာပဲမြင်သေးတာမင်းကြီးမဟုတ်ပဲနဲ့တိုက်ထဲမှာလောင်ပိတ်ထားပြီးတော့ yes စီလာများအရိုက်ခံရတဲ့သူတွေရှိသေးတယ်သူမင်းရတာမှမဟုတ်ဘူးရှိသေးတယ် တို့ခုနောက်ပိုင်းမှသာနေမင်းချင်းမှရိုက်တာကိုမြင်လို့သာမင်းချင်းမဟုတ်ပဲနဲ့ဟိုဂျုံထုတ်သွားတယ်တစင်းတစ်ခုအသက်ကြားတဲ့အခါကျရင်အရင်ဆုံးတို့အဆောင်ပြန်ပို့ပေးပဲနဲ့တီးတဲ့တိုက်လို့ခေါ်တယ်တိုက်တယ်မှာသွားချုပ်ထားပြီးရတယ်နော်ဟိုစစ်ကြောကြီးပုံစံမျိုးမေးမြန်းပြီးရောရိုက်နှက်တဲ့ဖြစ်စဉ်မျိုးတွေဖြစ်မှုတယ်အဲ့ဒီတိုက်ထဲမှာရိုက်တာဆိုတော့ကြာဘယ်သူမှမသိဘူးတယောက်တည်းဝိုင်းပြီးလေးဟာရောက်ကဝိုင်းရိုက်ကြတုတ်တွေလာနေရိုက်ကြပြီးတော့ဆေးလံကုပေးမယ်နဲ့အဲ့တားထဲမှာတိုက်ပစ်ထားတာရှိတယ်လုံးဝကြီးလုံးဝလုံးဝဗျာ အချိန်နေစိုးတဲ့အဟာမျိုးကြောင့်မှစေယုံဆောင်ရောက်လာကြတယ်အချုပ်သူတွေဆိုရင်စေယုံဆောင်ရောက်လာပြီးတော့မှဟိုလုံးဝဗျာကိုလိုမရတဲ့ဟာမျိုးဖြစ်သွားတာမျိုးအယိုးကျိုးသွားတာမျိုးအယိုးကျိုးသွားတယ်ဆိုလို့လေအပြင်စေယုံတွေကိုပို့ပြီးတော့လေဒီလူကိုအယိုးဆက်ပေးမယ်လို့မစင်သားနဲ့မရှိတာတော့လုံးဝလုံးဝဗျာဟိုတိတ်ဆုံးတော့မယ်ဆိုတဲ့အချိန်နေမျိုးမသားနဲ့အသေးတန်ပို့တာအဲ့လိုဖြစ်စဉ်မျိုးကြောင့်မလို့တိတ်ဆုံးသွားတဲ့နိုင်ငံကြီးသားတွေအများကြီးရှိပါတယ်ထောင်ထဲမှာ ကျွန်တော်ရှိခဲ့တဲ့အချိန်တော့လည်းအများကြီးရှိတယ်ကျွန်တော်လုတ်ပြီးတော့ဒီကားတွေထဲမှာလည်းအများကြီးရှိတယ်နော်ဟိုအခုမှသာလေဟိုမိန်ကြီးလို့ခေါ်တဲ့အရာမှာဟိုရိုက်နှက်ပါတယ်ဆိုတဲ့ဖြစ်စဉ်ကြီးပေါ်လာတာပဲရှိတာအဲ့တော့တိုက်ထဲမှာလည်းရိုက်နှက်မှုဖြစ်စဉ်တွေရှိတယ်ဒီကာလမှာဆိုမင်းရစာနဲ့ပတ်သက်တဲ့အုပ်စုစုကဟိုသူ့နောက်မှာရှိနေတဲ့နောက်ခံဖောင်ဝင်တန်းတွေထောင်ရရှိရဲ့အကြီးမှုတွေအားလုံးကမင်းကြိုက်တာလို့ကြိုက်တာလို့ဆိုတဲ့ဟာမျိုးနဲ့သူတို့အကြိုက်ကိုလိုက်ရင်လည်းဟိုပြောရမယ်ဆိုရင်တော့ကျွန်တော်ဖြစ်စဉ်တွေအများကြီးဖြစ်လာတယ် အဲ့တော့ထောင်ထဲမှာမဲရစာကဲတုတ်တော့စိုးတဲ့သူတွေကတယောက်တည်းမဟုတ်ပါဘူးအခုဆိုရင်အရောက်ကိုယာနဲ့ရှိလို့ရှိပါပြီအကြောင်းမလို့ကျွန်တော်တို့ပြည်မှာရှိနေတဲ့သူတွေမမြအားလုံးဘာလုပ်ကြမလဲဘာလုပ်တယ်မလဲစဉ်းစားရမယ့်ချိန်ရောက်ပြီကျွန်တော်ထင်ပါတယ်ထောင်ထဲမှာမတရားဖြစ်ရှိနေသူတွေအများကြီးရှိနေပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်